စစ်ကောင်စီကိုအထိနာစေတဲ့တစ်ဆယ်နှစ်ဆက်ခွန်စစ်စင်ရေးအတွင်းဖမ်းဆီးခံရပြီးနောက်ပြန်လွတ်ပေးလိုက်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့မိသားစုဝင်တွေကိုစိတ်တမ်းမြင့်တင်တဲ့အနေနဲ့တမရော်နေမတိုင်ခင်ဘွဲတစိတ်တွေပြည့်ရခဲ့ခြင်းဖြစ်တယ်လို့ CDM အရာရှိတွေထံကသိရပါဗျ။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကိုစွန့်စွန့်တမန်ထမ်းဆောင်ခဲ့သူများလို့ဆိုကာဗိုလ်မှုချုပ်ဗိုလ်မှုကြီးဒုဗိုလ်မှုကြီးအပါအဝင် လူပုဂ္ဂိုလ်90ကျော်ကို ဂုံနှုဆောင်ဘွဲ့တိုက်တွေပေးရချီးမင်းခဲ့တယ်လို့သိရပါဗျ။အဆိုပါဘွဲ့တိုက်တွေကိုပုံမှန်အားဖြင့်စစ်ကောင်စီအခေါ်တမ်ဘရော်နေ့တော်လိုင်းနေ့မှာပေးရနေရှိပေမဲ့အခုခါနှစ်ပတ်စောပြီးမတ်လ23ရက်နေ့ကပေးရခဲ့ကအများစုမှာစစ်စင်ရေးတွင်ပြန်လုလာသူတွေနဲ့ဇနီးသားသမီးမိသားစုဝင်တွေပါဝင်တဲ့ကာကွယ်ရေးဌာနကဖြစ်တယ်လို့သိရပါဗျ။စိတ်တန့်ပိုင်းဆိုင်ရာအောင်ဆုံးထိုးဆိုင်နေချိန်မှာအခုလိုဗဒစိတ်ပေးပြီးစိတ်တန့်ကိုပြန်မြင့်တင်တဲ့သဘောတရားတစ်ခုပါပဲ အများစုကရှေ့မြေပြင်ကလူတွေဖြစ်ပြီးတိုင်ရင်ဌာနချုပ်တွေဝင်တိုက်ခံရတဲ့အခါအသက်ရှင်ကျန်ရစ်တဲ့ဇနီးမယားတွေဖြစ်မယ်လို့ CDM ပူကြီးလင်းထောင်က ERB Times ကိုပြောပါရယ်အဲဒီလူတွေဟာတစ်ဆယ်နှစ်ဆက်ဖွန်စစ်စင်ရေးတွင်စစ်ကောင်စီရဲ့နောက်ခံတိုင်ရင်ဌာနချုပ်တွေဝင်ရောက်တိုက်ခိုက်ခံရပြီးတဲ့နောက်တော်လိုင်းအင်အားစုတွေကပြန်နှုတ်ပေးလိုက်ကြသူတွေဖြစ်ကြတယ်လို့တမ်ဘရတာစီဒီအန်အရာရှိတွေရဲ့ပြောပြချက်အရသိရပါဗျ။မှန်ပါတယ်စစ်သားမယားတွေရောတာသမီတွေရောပါဝင်နေတယ် စိတ်ဓာတ်မြင့်တင်တဲ့အနေနဲ့သူတို့အနေမြန်လို့ဖွဲ့စည်းပုံပြည့်နေပြီလို့ပြောရမယ်လို့လုံတန်ရင်တက်မတော်သား CDM ဗိုလ်ကြီးစင်ရောက ERI Times ကိုပြောပါရယ်အာနာသိန်းစစ်ကောင်စီကတော့တက်မတော်ဆိုင်ရာစွမ်းရည်သက်တိဂုံနူးဆောင်သူရဘွဲ့သူရဲကောင်းမှတ်တမ်းတင်တစိမ့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သက်တိဂုံနူးဆောင်ရဲဗလာတစိမ့်စွမ်းဆောင်မှုဆိုင်ရာဂုံနူးဆောင်စီမံထူးချွန်တစိမ့်ပထမအဆင့်တတိယအဆင့်တို့ပေးအပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါရယ် ဒါအပြင်အခုအခါပညာရေးဆိုင်ရာနိပညာထူးချွန်တစိပထမအဆင့်တတိယဆင့်နှုတ်ကိုပါထည့်သွင်းပြီးနောက်ခံကာကွယ်ရေးဝန်ကြီးဌာနကဗိုလ်မှူးချုပ်ဒေးဦးနဲ့ဗိုလ်မှူးကြီးရုပ်ဗိုလ်မှူးကြီးဗိုလ်မှူးဗိုလ်ကြီးစာရတွေကိုပေးအပ်ခဲ့ပါတယ်